မြတ်စွာဘုရားပြောတယ်စိတ်တည်နေရတေလောကောတဲ့လောကကြီးကိုတဲ့စိတ်ကဆောင်နေတယ်တဲ့ဗါတယ်ဗါတယ်လောကကြီးကိုဆောင်နေတယ်ဒီနေ့လောကကြီးပျက်စီးသွားတာလဲဘသူကြောင့်စိတ်ကြောင့်ပါဘုရားတိုးတက်အောင်မြင်လာတာလဲအခုတချို့တိုးတက်ကြီးပွားအောင်မြင်နေတဲ့နိုင်ငံတွေလူမျိုးတွေမရှိဘူးလားရှိပါ သူတို့တွေဘာလို့တိုးတက်သွားတော့စိတ်သူတို့စိတ်တွေကတိုးတက်ခြင်းနဲ့စိတ်အောင်မြင်ခြင်းနဲ့စိတ်သူတို့တိုင်းပြည်သူတို့နေတဲ့ပတ်ဝန်းကျင်ကိုလုံခြုံအောင်ငြိမ်းချမ်းအောင်တာယာအောင်တိုးတက်အောင်ဆိုတဲ့စိတ်တွေအများအားရှိတယ်ခုနကမြန်မာနိုင်ငံဘာလို့မတိုးတက်လဲဆိုတော့ဘသူသေးသေးငတိမာပြီးရော ယုံညံ့နေတဲ့လောကကြီးကိုမြင့်တင်လိုတဲ့စိတ်ကြီးပွားအောင်လုပ်လိုတဲ့စိတ်ငြိမ်းချမ်းအောင်လုပ်လိုတဲ့စိတ်ရှိပါဘူးလက်မှတ်တွေသာထိုးနေတာလက်မှတ်ကလက်မှတ်ပဲတနတ်ကတနတ်ပဲသူတို့စိတ်ကမငြိမ်းချမ်းသေးသေးဘယ်တော့မှငြိမ်းချမ်းရင်မရဘူးစိတ်ဓာတ်တွေအောက်တန်းကျနေတာဟုတ်ကနော် လက်နဲ့ကင်ပြီးစီးဝါရှာနေတဲ့လူတွေသူစီးဝါသာသူကြည့်တာဘသူသေးသေးကတိမှပြီးရောဘဲကောင်းနေသေးသေးငါတို့မျိုးမဟုတ်ဘူးဟမ်အဲ့တော့အခုခင်ဗျားတို့ပြောနေတယ်မြန်မာနိုင်ငံကြီးတိုးတက်နေလားဆိုးရုံနေလားဆိုးရုံနေပါတယ်ဖခင်ပြောတော့ကိုယ်နဲ့မဆိုင်တဲ့အတိုင်းပဲနော်တကယ်ကဥစဉ်ဒီမေကွန်မေးရတာလည်းရှက်တယ်မင်းတို့ဖြေနှားထောင်းရတာလည်းရှက်တယ်ဒီတိုင်းပြည်မွေးနေတာငါးချောင်းလို့ငါတို့ကခံယူထားတာဒီတိုင်းပြည်အောက်တန်းကြနေတာငါးချောင်းလို့ခံယူထားတာ ငါဒီလောကကိုရအောင်တိုးတက်အောင်လုပ်မယ်ဆိုဒါမှမဟုတ်ကျမ်းမာရေးမကောင်းခန္ဓာကိုယ်ကတန်ဆွမ်းမှုအပြည့်မရှိပေမဲ့တည်ရင်သိပါစေဆိုပြီးအလုပ်လုပ်နေတာကိုကိုကိုတက်ဂုံဖော်နေတာမဟုတ်ဘူးဘာလို့ဒီလောက်အနစ်နာခံပြီးလုပ်နေသလဲဒီနေ့ဆိုရင်မနေ့ကကျောကမနေ့ကဘန်ကောက်မှာတနေ့တည်းကိုတရားနှစ်ပွဲနော်လူဦးရေတောင်းချီနေတဲ့ပွဲနှစ်ပွဲကိုအားကုန်အောင်ဟောခဲ့ပြီဒီနေ့အောင်မန်းကဒကမာကြီးအပူကတော့ဒီရောက် ဒီရောက်ပြီးညာတွင်းချင်းသွားရမယ်နဲ့ပြန်မနဲ့ညနေမိုးကုတ်မှာဟောမိုးကုတ်မှာဟောပြီးညာတွင်းချင်းပြန်ဆင်းရမယ်နဲ့တပတ်ခါမှာလှဲကူလှဲကူမှာဟောရမယ်ရန်ကုန်မှာရန်ကုန်မှာညဟောပြီးတာနဲ့နောက်တစ်နေ့ပကံညာဦးကိုပြန်သွားရမယ်ပကံညာဦးပြီးအောက်တော်တေးပြန်ဆင်းရမယ်ဒီလိုလို့ဆိုကားစီရတယ်ဆိုဘိုင်းဘိုင်းလဲပြီးမလီကာမူးလို့လင်းရင်မူးလို့မလုံနိုင်ဘူး စိတ်စိတ်ခင်ဗျားတို့ဒီလောကကြီးအောက်တန်းကျနေတယ်ကိုမကြည့်ချင်လို့မကြည့်နိုင်လို့တော်ပါ့ဗလားတော်ပါပါအဲ့တော့ခင်ဗျားတို့မေမေယောယောပေါပေါဆဆဆိုတာအရေးတကြီးလှုပ်တင်တာဘာလဲငါတို့တို့ဘာကိုစူးစမ်းနေလဲငါတို့ပတ်ဝန်းကျင်ကိုတိုးတက်အောင်ကြီးပွားအောင်အောင်မြင်အောင်ငြိမ်းချမ်းအောင်စူပောင်းပြီးတော့အာလုံးတညီတညွတ်ထဲစူးစမ်းมาရမှာပေါ့နော်တစ်စင်းတစ်စင်းမြင်တဲ့မြင်ကြည့်ရင်ဟောဒီဝိဇ္ဇာ အသီးပညာအလိမ္မာလိမ္မာပန်းတတ်တယ်ဆိုတာသိအရေးကြီးတာတိုးတက်အောင်ဘယ်လိုလုပ်မလဲညင်ညွတ်အောင်ဘယ်လိုလုပ်မလဲလိမ္မာမှုတိုးတယ်ပန်းတတ်မှုလိုတယ်ရှင်းမလားရှင်းပါပါကိုဘဝငြင်းချမ်းအောင်ကိုဘဝအစင်တမ်းမြင့်အောင်အမြဲတမ်းကိုစိတ်ကလေးကိုအစင်တမ်းမြင့်တဲ့မြင့်ကျင်တဲ့စိတ်အမြဲတမ်းရှိရှုထားဖို့လိုတယ်ခင်ဗျားတို့စိတ်ကိုဘယ်သူပိုင်တော့ ကိုပဲပိုင်နေမထဘာမှမပိုင်ဘူးလို့နေနဲ့ခမရတို့စိတ်သေးကအာကုသို့စိတ်သူများကလာထည့်ပေးတာလားကိုယ့်အကူခံယူထားတာလားအချိန်မရှိလို့အချိန်မရှိလို့အဲ့ဒီအကြောင်းလေးပြောဖို့ကိုခမရတို့ကိုယ်တိုင်ယင်တဲ့အသိတဲ့အဖြေကိုကျုပ်ကလိုချင်တာခမရတို့တဏ္ဍာမှာလောဘဒေါသမောဟတွေရှိမရှိအဲ့ဒီလောဘဒေါသမောဟမာမနာကကောင်းသောစိတ်လားမကောင်းသောစိတ်လားအဲ့ဒီစိတ်တွေခမရတို့ဘယ်သူလာထည့်ပေးထားတာကိုယ့်အကူလက်ခံထားတာ ဒီစိတ်ကမကောင်းတဲ့စိတ်ပဲလို့ကိုယ့်အကိုဖယ်ရှားပြစ်လို့ရမရအေးကိုယ့်အကိုဖယ်လို့မရရင်ဖယားလဲဘယ်သူမှဖယားဖြစ်မလားဆိုဘယ်သူမှလည်းယဟန္တာမဖြစ်နိုင်ဘူးရှင်းလားဒါပေမဲ့ကိုယ်စိတ်ကလေးကိုမြင့်မြတ်သောစိတ်ကောင်းသောစိတ်အထက်တန်းကြသောစိတ်ဖြစ်ချင်တဲ့ဆိုတဲ့ဆန္ဒကလေးနဲ့ကိုယ်စိတ်ကိုအမြဲတမ်းပြုပြင်နေမယ်ဆိုရင်မပေါ်မဆနေရင်တိုးတက်မှုရနိုင်မရနိုင်ဒါကြောင့်တက်တက်တဲ့အဲဲမှာ အကောင်းဆုံးကဝိဇ္ဇာအောက်ကြတာတဲ့ထဲမှာအထက်ဆုံးကဝိဇ္ဇာအဲ့ဒါအစွမ်းထက်ဆုံးကိုပြောတာရှင်းသလားရှင်းပါပြီအဲ့တော့အဝိဇ္ဇာနဲ့သာမေမေယောယောပောပောစစသတိမရှိဝိရိယမရှိပညာမရှိအသိမရှိပညာမရှိအလိမ္မာမရှိအလိမ္မာဆိုတာကိုကိုကိုတိုးတက်အောင်ဘယ်လိုလုပ်ရမလဲကိုကိုကိုအောင်မြင်အောင်ဘယ်လိုလုပ်ရမလဲကိုကိုကိုအထက်တန်းကျအောင်ဘယ်လိုလုပ်ရမလဲ ရှင်းလားရှင်းပါပါသဘောပေါက်သလားပေါက်ပါပါဦးဇင်းတို့ကငငယ်လေးကလေးကကိုယ့်ကိုသိအောင်လုပ်တယ်ကြောင်းတက်ခိုင်းတယ်တက်တယ်ဦးဇင်းတက်တာတက်ကတော့မှကင်မစီပဲဓာတုဗိဒဘာသာရဒါပေမဲ့အဆောင်မှနေတဲ့ငယ်ချင်းတွေက philosophy ကျက်နေတယ်မိုးရွာလျင်မြေကြီးဆိုဤမြေကြီးဆိုတိုင်းမိုးရွာသည်မဟုတ် ုတ်လားမဟုတ်လားဟုတ်ပါဘူးဒီတွေ့ရေလောင်းလို့လည်းမဟုတ်ဆိုဆိုမှလေဟင်ဟုတ်တယ်နော်အတိစကလုံးလေးကြားမှုလိုက်တာဦးစင်ဦးစင်ဟာဟုတ်တယ်ဒါတွေပဲမှသင်လဲ logic မှသင်တယ် okay ငါလိုက်တယ်ငါလည်းဘာမှမဆိုင်ဦးစင်တို့ကသိပ်ပံပါတာရဒါပေမဲ့အဲ့ဒီပညာကိုသိချင်တယ်အဲ့ဒီပညာကိုလိုချင်တယ်စိုက်ကိုစိတ်ပညာသူများတွေကြင်ပန့်နေတယ် ဟာစိတ်ပညာအကြောင်းဟာစိတ်ဝင်စားစရာကောင်းတယ်သွားမယ်ဓာတုပိဒါပဲမဘာသာပေါင်းဆုံးကိုသိကျင်တာကိုလိုက်တယ်ရှင်းလားအခုတက္ကသိုလ်တက်တဲ့လူကကိုမေဂျာကိုတောင်အခန်းပဲနားမမသိဘူးဘွဲတာရပါတော့ပါလားကျေရကျင်တဲ့သလားဒီပညာငါမသိသေးဘူးနားထဲမှာတခုချားလိုက်တယ်ဒါမသိသေးဘူးเนาะဦးသိန်းကငငယ်လေးကတည်းကခမဲတော်ကြီးက မသိလိုက်မသိပါသာ training လောက်လာတာရှိတယ်။ဦးစင်မေကုန်းတခုမေးလိုက်ရင်မင်းညာနုပါသေးတယ်ကွာ။မင်းညာမမီပါဘူးကွာ။ तू ကအဲ့လိုပြောလေကျုပ်ကခံမြင်လေအေးနောက်တနေ့တနေ့ခမရရဲ့ဆရာဖြစ်ရမယ်ကျုပ်က။တကယ်လဲဆရာဖြစ်အောင်လုပ်လာတာ။ရှင်းလား။အဖေကိုလည်းဆရာလုပ်နိုင်ရမယ်အမေကိုလည်းဆရာလုပ်မယ်ဆရာကိုလည်းဆရာလုပ်နိုင်ရမယ်ကွာ။ မသိဘူးဆိုတာမရှိသေးဘူးဝိဇ္ဇာဆိုတာအဲ့ဒါပဲအဲ့တော့ခမရတို့ကတိကျင်စိတ်တတ်ကျင်စိတ်လိုကျင်စိတ်တာမရှိရင်တိုးတက်ကြီးဝမှုဆိုတာရှိပါဘူးဂျင်းနဲ့သလားရှင်းရောရှင်းသလားခမရတို့ဘဝတွေအစင်တန်မြင့်တဲ့မြင့်မှုလိုအပ်တာပါလေဝိဇ္ဇာအတိပညာအလိမ့်မပြန်ပြော ါရနေတဲ့အချိန်လေးမှာဘလို့အားထုတ်ရမလဲဘလို့လိမ့်လားစံမွဲဖြည့်တယ်ဆိုတာဦးဇင်းတို့ကခံယူထားတာကိုယ့်ရဲ့အချိန်ကိုစစ်တာဘယ်သူမှထုတ်ပြဖို့မဟုတ်ဘူးကိုယ်တိုင်သိနေဖို့ပဲအဲ့တော့မဟုတ်တော့အမှတ်တွေအများကြီးရပြီလူတကာလည်းမှချင်းမုံပြီးလက်ခုပ်တီးတာကိုသူမင်္ဂလာသိချက်အဲ့တော့ကိုဘုတ်ပေးတယ်၆ဘုတ်ဖြည့်ခိုင်းတယ်ကိုဘုတ်လုံးဖြည့်တယ်နော်လေးဘုတ်ခြံပြီးကျန်တာမင်းနီနဲ့ချက်ပြခဲ့ပြီးရောအမှတ်အများကြီးရမှာဆိုငါတတ်တယ်လို့ပြတယ်ကိုဘုတ်လုံးဖြည့်တတ်တယ် ဖြည့်တဲ့ကိုဘလုံးပြီး6ပုံမင်းနေတဲ့ချစ်ပြတယ်မပေးနဲ့ငါ့ကိုဂုံတူမလို့ချင်းမင်းတို့ချီမွမ်းတာကိုလိုချင်တာမဟုတ်ဘူးငါအသိငါအတက်ကိုငါလိုချင်တာရှင်းလားရှင်းပါဘူးသဘောပေါက်သလားပညာကိုလိုလားတဲ့နေရာမှာသူတကာပေးတဲ့လက်မှတ်လောက်ပဲလမ်းဆုံးနေတဲ့လူကဘယ်တော့မှပညာတတ်မဖြစ်ဘူးရှင်းလားရှင်းပါဘူးငါအဲ့ဒီအယူဆတွေနဲ့ပြောရင်မှန်ပါတယ်သဘောပါတယ်နော်မှန်ပါပါ စိတ်နှလုံးသားညံ့ဖျင်းတဲ့လူတွေကဒီလက်မှတ်လေးတစ်ခုရဖို့နဲ့လမ်းဆုံးနေဟင်လက်မှတ်ရပြီသူကပြီးသွားပြီသူရပြီလဲရပြီပြီကြောက်ပြီလားပြီးပြီပြီးသွားပြီသောပါလားခြေရောခြေနဲ့သလားအသိပညာအလိမ္မာပြန်ပြောအဲ့ဒါပါလေဝိဇ္ဇာအသိမရှိပညာမရှိအလိမ္မာမရှိပါလေအဝိဇ္ဇာ အဝိဇ္ဇာအဲ့တော့အဝိဇ္ဇာနဲ့နေရင်အောက်ကြမယ်အဝိဇ္ဇာနဲ့နေရင်ဘာနဲ့နေကြမလဲဖြည်းဖြည်းဒီတိုင်းလေးပဲဖြည်းသွားသာဓုသာဓုသာဓုငါလည်းနေလို့လိုပဲဝတ်ကြည်တန်းကြီးခေါ်လိုက်ရှင်းတယ်နော်အဲ့တော့ကောင်းပြီနံပါတ်3သံဃောဘဝဇမာနန္တ ခြေဖြင့်လျှောက်တတ်တဲ့ပုဂ္ဂိုလ်တွေထဲမှာတန်ခါဟာအမြတ်ဆုံးတဲ့။ဘာလဲလဲ။တန်ခါဟာအမြတ်ဆုံး။ဘသူကဖြေတာလဲ။မြတ်စွာဘုရားဘုရားမလုံးနဲ့ဒီလိုငွေချင်းမဟုတ်ဘူး။ဘုသူ။မြတ်စွာဘုရားလောကမှာအမြတ်ဆုံးအထူးကျွန်ဆုံးရှင်းတယ်နော်။ဘသူကဖြေတာလဲ။မြတ်စွာဘုရားကဖြေတာ။တန်ဖိုးသိမှတန်ဖိုးရှိတယ်။အာမေသူတို့ငွေချင်းကြတယ်ဘုရားကဖြေတာ။ ဟာလီနင်တို့ကမပြောချင်နော်အခုမြတ်စွာဘုရားပြိဋိဘံဆံသွားတာဘယ်လောက်ရှိ2563နှစ်ပြန်ပြောဟုတ်ပြီနော်ဒီနေ့သာသနာကွယ်ပြီလားဒီနေ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေနင်တို့နာကြားခွင့်ဘုသူကြောင့်တော့ ။တန်ကားတွေခยีဆက်လာလို့ဟမ်မြတ်စွာဘုရားဒါကြောင့်ခြေဖြင့်သွားတတ်တဲ့ပုဂ္ဂိုလ်တွေထဲမှာတန်ကားအမျက်ဆုံးတန်ကားတော့တပါးကြွလန်းနေဆိုတာခမည်းတို့တန်ကားတပါးကြွလာတာကိုဒသနံဖူးမြော်ရခြင်းအားလဲကုသိုလ်တရားနော်လူဒန်းပူဇော်ခွင့်ရတာလဲကုသိုလ်တရားသူ့အဆုံးအမတွေနာကြားခွင့်ရတာလဲကုသိုလ်တရားတန်ခါနာကရှုံးเสียအကြောင်း မရှိဘူးတန်ဃာတွေဒေသစာကြီးလဲ့လဲ့နေတာတတ္တဝအများရဲ့အကျိုးစီးပွားအတွက်သွားနေတာရှင်းသလားရှင်းပါတယ်တို့မြတ်စွာဘုရားရဲ့တပည့်သားတန်ဃာဆိုတာကိုကိုတိုင်းတန်တရာဝတ်ကကျွတ်လွတ်စေခြင်းလို့ငါမြတ်စွာဘုရားရဲ့သားတော်ဖြစ်ခံယူပြီးတော့တန်ဃာပေါင်တဲ့ကိုဝင်လာတာတို့အတွက်လောက်ကတန်တရာဝတ်ကကျွတ်ရည်အလုပ်တစ်ခုပဲရှိတယ်တို့အတွက်ငွေလည်းမလိုဘူးယာတို့လည်းမလိုဘူးဂုံလည်းမလိုဘူးဒစိတ်လည်းမလိုဘူးရှင်းလား ဒါဖြင့်ဘာလို့ပတ်သွားနေလဲတို့သိသလိုသိပါစေတို့မြင်သလိုမြင်ပါစေတို့ရသလိုရပါစေလို့မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းသရထဘိက္ခူရိစရိတံဘိက္ခူရိငါဤ चित्त တပိများတို့သရထခยีသွားကြတကြောင်သောခยีကိုနှစ်ပါးမသွားနဲ့တဲ့ပြီးရင်ဓမ္မန်ဒေသင်္ထတရားဟောကြတရားဟောဖို့ခยีထွက်ကြကုသိုလ်ပေးဖို့ခยีထွက်ကြရှင်းလားရှင်းပါပြီဘဘောပေါက်သလားပေါက်ပါပြီအဲ့တော့ ခြေဖြင့်သွားတတ်တဲ့ထဲမှာဘသူအမြတ်ဆုံးတန်ခါမြတ်ဆုံးတန်ခါတော်တွေကလောကအချို့ကိုဆောင်းနေတာအနုတ္တရံပုံညာခေတ္တံလောကသအနိုင်မဲ့ကောင်းမှုကုသိုလ်တွေရဲ့စိုက်ပျိုးရာလေရာမြေကောင်းရှင်းမလားကောင်းပြီနောက်ဆုံးတစ်ချက်ဗုဒ္ဓဘဝရတံဝရောတိနှုတ်ဖြင့်ပြောအပ်တဲ့ပုဂ္ဂိုလ်တွေထဲမှာမြတ်စွာဘုရားဟာ အမြဆိုးမဆိုးဘူးမိကွန်၄ခုမှနင်တို့တခုတော့မှန်တယ်ဒါဆိုတော့25မှရပြီအောင်းနေနော်အဲ့တော့လောကမှာမြတ်စွာဘုရားစကားအချက်မြတ်တာရှိဘူးဦးဇင်းတို့ကဒီတိုင်းပဲအကျွင်းမဲ့ခံယူထားတယ်နော်မြတ်စွာဘုရားအဆုံးအမနဲ့လောကကိုအောင်မြင်အောင်တည်ဆောက်လို့ရတယ် ဘဝတန်တရားကိုလွတ်မြောက်အောင်လုပ်လို့ရတယ်အကျွင်းမဲ့ယုံကြည်တယ်တခြားဟာဘာမှမလိုအပ်တော့